မင်္ဂလာပါဖိုဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ဗုဒ္ဓဘုရားညမှာဆိုလို့ရှိရင်ကစားမဲ့ထိတ်တန်းလေးပွဲစဉ်၄ပွဲရှိရပါတော့။ဒီစပိန်လာလီကာ၃ပွဲရယ်ပြီးတော့ဒီကိုပိုင်အီတလီယာဖလားဖိုင်နယ်၃ပွဲရယ်ပေါ့နော်၄ပွဲရှိရပါ။အဲ့ဒီ၄ပွဲလုံးကိုဒါဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးပါမယ်ပေါ့နော်။အဲ့တော့ဒါဒီပထမဆုံးပွဲစဉ်ကဒီနေ့ည၁၇နိုင်ခွဲမှာကစားမဲ့ဒါစပိန်လာလီကာ၃ပွဲဖြစ်တဲ့ဒီအလာအလာဘတ်နဲ့ဗလန်စီယာပေါ့နော်။အဲ့ပွဲစဉ်အကြီးကိုကျွန်တော်ပြန်ကြည့်အလာဘတ်ကဒီတေးချိုင်ပြား90ရှုံးမယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်ငါးဂိုးတွင် င်ဆန်ကားပဲရှုံမယ်ပေါ့နော်အဲ့တော့ဒီနှစ်သိန်းလုံးကဒါပြောမယ်ဆိုလို့ရှင်တို့နှစ်သိန်းလုံးမှာကရီမန်းချက်တွေကိုစီရှိရပေါ့နော်အလာဘက်ကဒါလက်ရှိမှာတို့တန်းစင်းစုံနဲ့ရှမ်းမတ်တမတ်တာကွာနေရာကြောင့်ဒီနေ့ပွဲစဉ်မှာတို့ကိုယ်တိုင်ကအမှတ်ယူဖို့လိုလိုဒီတစ်ဖက်ကဘလင်စီယာကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လေဒါတို့ရဲ့ဥရောပဝင်ခွင့်အတွက်ဆိုလို့ရှင်လက်ရှိမှာဒါတို့ကရှမ်းမတ်တွေစုဆောင်ထားဖို့လိုတယ်ပေါ့နော်ပြီးတော့လက်ကျန်လာလီကာပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လေနှစ်ပွဲပဲကျန်တော့အကြောင်းဒါဒီပွဲမှာဘယ်တင်းရမှာအရှုံးခံနေနိုင်မယ်ဆိုကျွန်တော်မသိဘူးပေါ့နော်ပြီးတော့ဒီဘလင်စီယာကိုကျွန်တော် ောင်းပြန်ခြင်းဒါသူတို့ရဲ့ ဒီပြတဲ့ပေါ့နော်ဒီပြီးခဲ့တဲ့ဒီဇင်ဘာမှာဒီဇင်ဘာလမှာစပြီးတော့ကင်တွယ်တဲ့ဒီကာလော့ကော်ပီယန်ဆိုလို့ရှိရင်သူစကင်တွယ်ပြီးရဲ့အချိန်အားစပြီးတော့ဘလင်စီယာလက်ရှိမှာဆိုလို့ရှိရင်ဒီလာလီဂါကဒီတော်3အပြင်ဘက်ကအတင်းနေလို့ဆိုလို့ရှိရင်သူမရှုံးသေးဘူးပေါ့နော်ပြီးတော့သူတို့ရဲ့လာလီဂါနောက်ဆုံး10ဝဲကိုကျွန်တော်ပြန်ကြည့်ရင်လည်းဘလင်စီယာအနေနဲ့လုံးဝရှုံးဝဲမရှိကစားထားရတယ်နော်ပြီးတော့လက်ရှိဒါနီးပြတဲ့လက်ထက်မှာဆိုလို့ရှိရင်ဘလင်စီယာကဒါပြောမယ်ဆိုလို့ရှိရင်တည်ရွေးရင်များတယ်ပေါ့နော်ဒီသူတို့ကစားခဲ့ရဲ့ပြန်ဝဲစုံကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်၄ 25ရာခိုင်နှုန်းလောက်ကဒီတည်ကြခဲ့တာကိုတွေ့ရတယ်။ဒီတစ်ဖက်ကအလဘတ်ကိုကျွန်တော်ပြန်ကြည့်ရင်တော့အင်ဝင်းမှာနောက်ဆုံး9ပွဲစရိုက်ရှုံးတယ်။ပြီးတော့အဲ့9ပွဲမှာဆိုလို့ရှိရင်သူတို့ကိုမရခဲ့တာ6ပွဲတိတိအောင်ရှိရပေါ့နော်။ပြီးတော့ဒါသူတို့ရဲ့အင်ဝင်းနောက်ဆုံး4ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်အဲ့4ပွဲမှာသူတို့ရဲ့တိုက်စစ်ကဒီတွင်းကိုတကိုးပဲရခဲ့တာကိုတွေ့ရပေါ့နော်။ပြီးတော့အလဘတ်ရဲ့ဒါလာလီကအင်ဝင်းဝေးကွင်းနောက်ဆုံး15ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ဒီအနိုင်ရခဲ့တာစုစုပေါင်း3ပွဲပဲရှိရပေါ့နော်။အဲ့တော့အလဘတ်ကဒါလက်ရှိမှာတန်းစင်းစုံအနိုင်ရရှိနေတယ်ဆိုပေမဲ့လို့သူတို့ လင်စီယာကို NIU ဝုဒ်ကခတ် NIU ဝုဒ်ကခတ်တယ်ဘောနော်ဒီဘလင်စီယာအနေနဲ့ကျတော့လေဒါနောက်ဆုံး၃ချိန်စရိုက်ဒီအလာဘတ်ကိုသူတို့အနိုင်မရခဲ့ပေမဲ့လက်တလုံးမှာသူတို့ရဲ့ဖောင်ကဒါနောက်ဆုံး၁၀ဝက်စရိုက်သူတို့မရှုံးထားတာကြောင့်ဒီဒီတော်တော်လေးကိုကောင်းတယ်ဘောနော်အဲ့တော့ဒီနေ့မှာလေသူတို့အလာဘတ်ကိုမရှုံးအောင်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်ဒီတည်ရေးချင်ပြား90အထိကြောင်းမှာရမယ်ဘလင်စီယာအသင်းကိုဒီနေ့ဝယ်စီရင်မှာဆိုလို့ရှိရင်ပြေးချင်ပြေးချင်တယ်ဗောအဲ့တော့ဒီဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည7:00နာရီခွဲမှာပဲကစားမယ်ဒီဘီလာရီရဲ့နဲ့ ီကနဲ့ပေါ့နော်အပွဲစဉ်အကြီးကိုကျွန်တော်ပြင်ကြည့်ဘီလာရီရဲ့ကဒီတကိုးသွင်းပြတရားရှုံမယ်ပြီးတော့ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်တကိုးသွင်း15ပြားရှုံမယ်ပေါ့နော်အဲ့တော့ဘီလာရီရဲ့ကဒီရာဒီမှာသူတို့အတွက်ဥရောပဝင်ဝင်တနေရာတည်ကြသွားပြီလို့ဆိုလို့ရတယ်ဒါကြောင့်သူတို့အတွက်ပို့ပြီးတော့ ဒီထပ်ပြီးတော့ကစားမှာချန်ပီယံလိဝင်ဝင်အတွက်ဆိုလို့ရှင်ပိုပြီးဆေးဖြစ်ဖို့အတွက်ဆိုလို့ရှင်ဒါနောက်ပိုင်းပွဲစဉ်တွေမှာတို့ရမတည်စူးဆောင်ဖို့လိုတာပေါ့နော်ဒီတစ်ဖက်ကလီကာနဲ့အတင်းကိုကျွန်တော်ပြောင်းကြည့်ရင်လက်ရှိတို့တန်းစင်းစုံထဲမှာရောက်နေရကြောင့်ဒီနောက်ပိုင်းပွဲစဉ်တွေမှာတို့ရမတည်ရတလောက်စူးဆောင်ပြီးတော့ဒီနောက်နှစ်လာလီကာမှာတို့ထပ်မံကြံရည်ဖို့ဆိုလို့ရှင်စူးစမ်းမှာဖြစ်တယ်ပေါ့နော်ပြီးတော့လီကာနဲ့ရဲ့ဒီနောက်ဆုံး၁၀ပွဲကိုကျွန်တော်ပြောင်းကြည့်လို့ရှင်တို့ရှုံးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှင်တို့ပြီးခုတကိုးတက်ပို့ပြီးတော့မရှုံးသေးဘူးပေါ့နော်တို့ပြောရမယ်ဆိုလို့ရှင်ဒီရှုံးခဲ့ရှုံး ုံးခဲ့ရဆိုရင်တော့ဒီကနေ့ကဒါတကူအကွာလုံးနဲ့ပဲကပ်ပြီးရရှုံးတာဖြစ်တယ်ဗောနော်ပြီးတော့ဒီပီလာရီရဲ့ဒီဟာဒီအိမ်ဝင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီတွင်းကိုတကူထပ်ပို့သွင်းပြီးတော့တို့အနိုင်ရခဲ့တဲ့ပွဲစဉ်စုစုပေါင်းကိုဒီရာခိုင်နှုန်းအနည်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်29ရာခိုင်နှုန်းဝင်ရှိရဗောနော်အဲ့တော့ဒီပွဲမှာဒီလေကနေ့ကိုသဘောကျရဗောနော်ဒီတန်းသင်းဆုံးယုံအားကြောင့်ဒီပွဲမှာအားထည့်ကစားမှာဖြစ်တယ်လို့ဒီပီလာရီရဲ့ကိုဒါတွင်းကိုတကူထပ်ပို့ပြီးတော့မရှုံးအောင်ကစားနိုင်နေမယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့တကူသွင်းဒီပြတိယတီတီရှုံးမ မယ်ဗီလာရီရတဲ့ဆိုင်ဒါဒုတိယမြေပိုးစင်မှာလီကနဲ့အတူရွေးချယ်ပေးခြင်းတော့အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပိုးစင်တစ်ပွဲကဒီနေ့ညတနိုင်ဝဲမှာကစားမဲ့ကုပ္ပိုင်အီတလီယာဖလားဖိုင်နယ်ပိုးစင်တစ်ပွဲဖြစ်တဲ့ဒီဘိုလွန်နာနဲ့ AC ပေါ့နော်ဒီပိုးစင်ရဲ့ကြီးကိုကျွန်တော်အပြင်ကြီး AC မီလန်ကတည်ကြရင်25ပြားရှုံမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်2ဂိုးသွင်း45ပြားရှုံမယ်ပေါ့နော်အဲ့တော့ဒီနေ့တင်းကဒီလက်တလောစီးရီးပိုးစင်36မှာတွေ့ဦးတွေ့ ြီးွားပြီပေါ့နော်အဲတုန်းကတော့မီလန်ကသူ့ရဲ့အင်ကွဲမှာ3ဂိုးတူနဲ့နိုင်ခဲ့တယ်။အဲပြီးတော့ဒီနေ့ပွဲစဉ်ကဒါပြောမှဆိုလို့ရှိရင်ရိုမာမှာကစားမှာဖြစ်တာကြောင့်နှစ်သိန်းလုံးအနေနဲ့ကျတော့ဒီအင်ဝင်အသက်ချက်ကိုရမှာမဟုတ်ဘူးပေါ့နော်အဲတော့နှစ်သိန်းလုံးအနေနဲ့ကျတော့လည်းဒါအခွင့်အရေးကိုရှိရပေါ့နော်အဲတော့မီလန်ကပြောမှဆိုလို့ရှိရင်လက်တလောမှာတော်တော်လေးပုံစံကောင်းနေရတယ်ပေါ့နော်ဒီနောက်ဆုံးလီဝက်စရိုက်မှာသူတို့နိုင်ထားခဲ့တယ်ဒီတစ်ဖက်ကဘိုလုံးနာကိုကျွန်တော်ပြန်ကြည့်ရအောင်နောက်ဆုံး9ပွဲမှာသူတို့2ပွဲပဲနိုင်နေပေါ့နော်ပြီးတော့ဒီနှစ်သိန်းရဲ့ဒါကိုပိုက်လီယာဖလားရဲ့ဖြတ်တန်းမှုတွေကိုကျွန်တော်ပြန်ကြည့်ရင် AC မီလန်ကဒါပြီးခဲ့တဲ့အဆင့်နေမှာဆိုလို့ရှိရင်ရိုမာအင်တာအစရှိရဲ့အသင်းတွေကိုကျော်ပြခဲ့ပြီးတော့သူတို့ဒီအဆင့်ကိုရောက်လာခဲ့တာဖြစ်တာကြောင့်ဒီတစ်ဖက်ကဘိုလိုနာထက်ပိုပြီးတော့မီလန်ရဲ့ဖြတ်တန်းမှုကခက်ခဲနိုင်တယ်လို့သတ်မှတ်နိုင်တယ်ပေါ့နော်ပြီးတော့ဒီနေ့သင်းရဲ့ဒါနောက်ဆုံးထိတဲ့တွေ့ဆုံရဲ့ပွဲစဉ်ကိုကျွန်တော်ပြန်သွားကြည့်မယ်ဆိုလို့ရှိရင်မီလန်က3ဂိုးတကူနဲ့နိုင်ခဲ့တယ်အဲ့ပွဲစဉ်ရဲ့ expected ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘိုလိုနာက0.68ပဲရှိခဲ့တယ်ပေါ့နော်ပြီးတော့ဒီဘိုလိုနာကဒီယာဒီမှာဆိုလို့ရှိရင် CA က ဒါထိတ်တန်းအတင်းနေနဲ့တွေးဆောင်ခဲ့တဲ့ထိတ်တဲ့တွေးဆောင်မှုတွေမှာဆိုလို့ရှိရင်တို့ဒီရိုမအတင်းတင်းနေကိုပဲနိုင်မှုပဲဘောနော်ဂျန်နေတင်းနေအကုန်လုံးသူအနိုင်မရခဲ့ဘူးပြီးတော့ဒီပြန်ဝဲဆုံးနောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေဘိုလွန်နာရဲ့အစ်စပတ်တဲ့ဂိုးအရေးတော်ကဒါ1.0ထပ်ပို့ပြီးတော့များခဲ့တဲ့ပွဲစဉ်ရတယ်တပွဲပဲရှိခဲ့တာကိုတွေ့ရတယ်ဘောနော်ပြီးတော့လက်ရှိဒီမီလန်မှာနီးပြနေတဲ့ဒါနီးပြကွန်စီစာဘောနော်သူဆိုလို့ရှိရင်ဒါဆူဗလာအတွေ့အကြုံနေနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုများတဲ့နီးပြတယောက်ဖြစ်တယ်ဒီပြီးခဲ့တဲ့ ဖိုတိုမှာသူကင်တော့ရတယ်ဖလားတုံးလုံးကိုသူတပြိုင်နဲ့ဒီရယူပူခဲ့တယ်ပေါ့နော်အဲ့တော့ဒါဒီနေ့မှလည်းသူတို့သူ့အနေနဲ့ဒီမီလန်ကို ဖလားတလုံးထမှန်ဒီရအောင်သူ့အနေနဲ့ဒီပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲမှာဒီမီလန်ကိုသဘောကျတယ်ပေါ့နော်ဒီမိနစ်60အတွင်းတီရလည်းထွက်ခဲ့ရင်တော့25ပြားပဲရှုံးမဲ့ဒါမီလန်ဘက်မှာနေရတာဒီနေ့တော့ဆိုလို့ရှိရင်တန်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်ကဒီနေ့ညဒီနှစ်နိုင်မှာကစားမဲ့စပင်လာတွေကတပွဲဖြစ်တယ်ဒီရီယယ်မက်ဒရစ်နဲ့မာယော့ကာပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော် ြင်ကြီးရီရဲကတကိုးသွင်း65ပြားရှုံမယ်ပြီးတော့ကိုးပေါင်းနေလဲဆိုလို့ရှိရင်သုံးကိုးသွင်း5ပြားရမယ်ဘောနော်အဲရီရဲက ီရာဒီမာတို့ဒီလာလီဂါချန်ပီယံဖြစ်ဖို့ဆိုတော့ဒီမဖြစ်နိုင်အောင်နေသွားခဲ့နေပါခဲ့ပြီဖြစ်တယ်ဟောဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ဘာစီလိုနာကို၄ဂိုး၃ဂိုးနဲ့ရှုံးခဲ့အဲ့တော့လက်ရှိမှာဒါရီယဲကဘာစီနဲ့ဆိုလို့ရှိရင်ရမှတ်9မှတ်တိကွာသွားခဲ့ပြီဖြစ်တယ်ဟောဒီတစ်ဖက်ကမာယော့ကောကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိမှာသူတို့အနေနဲ့ဒါဥရောပဝင်ဝင်အတွက်မျှော်လင့်နိုင်သေးတာကြောင့်ဒီနေ့ပွဲစဉ်မှာသာသူတို့ရမှတ်ချခဲ့မယ်ဆိုလို့ရှိရင်မာယော့ကတော့တော့ဒီကျော်တော်လေးကိုအားရစေအကောင်းဆုံးမှာဖြစ်တယ်ဟောနော်ပြီးတော့ရီယဲရဲ့ဒါလာလီဂါနောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် ်သူတို့ရဲ့တိုက်စစ်ကဒီနှစ်ကိုးပြက်နဲ့ဒီအနိုင်ရခဲ့တာတပွဲမှမရှိခဲ့ဘူးဘောနောပြီးတော့မာယောဂါရဲ့ဒါအဝေးကွင်းနောက်ဆုံး16ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေသူတို့ဒီနှစ်ကိုးအကောင်အားနဲ့ရှုံးခဲ့တဲ့ပွဲစီရတယ်နှစ်ပွဲပဲရှိရဘောနောပြီးတော့သူတို့ရဲ့အဝေးကွင်းနောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်ရင်လေ၃ပွဲရှုံးခဲ့တယ်ဒါမဲလို့အဲ့ရှုံးခဲ့တဲ့၃ပွဲလုံးကလေ1 0 1 0တွေနဲ့ပဲရှုံးခဲ့တာဖြစ်တယ်ဘောနောအဲ့လိုရီယဲကဒါလောသူတို့ကစားခဲ့တဲ့ပွဲစီတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ၉ပြက်နဲ့နိုင်ခဲ့တဲ့ပွဲစီရတပွဲမှမရှိဘူးဘောနော ဒီပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်နေ့ကကစားခဲ့တဲ့ဂျီရိုနာကိုနှစ်ကိုးပြက်နဲ့အနိုင်ရခဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်ရီယယ်ရဲ့ဒါပြိုင်ဘက်ကိုနှစ်ကိုးပြက်နဲ့နိုင်ခဲ့တဲ့နောက်ဆုံးပွဲစဉ်လည်းဖြစ်တယ်။ဟောနာအဲ့တော့ဒီနေ့မှာရီယယ်မာယောဂါကိုဒီကိုးပြက်နိုင်ဖို့ဆိုတာခက်ခဲတယ်။အဲ့တော့ဒီမာယောဂါကိုတာမနေရတာဒီနေ့တော့ဆိုလို့ရှိရင်ပိုအဆင်ပြေနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဟောနာအဲ့တော့တကိုးသွင်း65ပြားရှုံးမဲ့ရီယယ်တဲ့ဆိုင်ဒီနေ့မှာဒီနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်မာယောဂါတင်ရွေးချယ်ပြေးခြင်းတယ်ဟော။